ချွေးဆိုင်တွေအနေနဲ့စစ်တပ်လက်အောက်ခံတယန်ဇာတာနဲ့တဘောပေါဝင်ကျင်ထိန်းသိမ်းရေးဝင်ကြီးဌာနရဲ့အမှတ်နှစ်တပ်တူတွင်လုပ်ငန်းကထုတ်ပေးတဲ့ပေါင်ချရင်းနဲ့ပဲရွှေရောင်းဝယ်ရတော့မယ်လို့ရွှေလုပ်ငန်းရှင်တွေစီကလည်းသိရပါဗျ။ရွှေရောင်းဝယ်လုပ်ငန်းတွေအနေနဲ့တပ်တူရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားရမှာဖြစ်ပြီးလိုင်စင်ကျတဲ့အခါမှာရွှေရောင်းဝယ်ပြည်စာစာအုပ်ကိုပါဝင်ကြီးဌာနကရောင်းချပေးမှာဖြစ်တယ်လို့သိရပါဗျ။ရွှေရောင်းဝယ်ပြည်စာစာအုပ်နဲ့ပတ်သက်ပြီးလဲစီကန်းချက်တွေသတ်မှတ်ထားပါသေးတယ်။ လိုင်စင်ရရှိထားသူတွေအနေနဲ့အဲ့ဒီစာအုပ်တော်၎င်းစာအုပ်ထဲကပြေစာအလုပ်ကိုတော်၎င်းလွှဲပြောင်းခြင်းမပြုရပဲစာအုပ်အပါစာရွက်တိုင်းမှာစိုင်းနမည်စိုင်းအမှတ်တို့ကိုတစိမ့်ရိုက်နှိပ်ထားရမှာဖြစ်တယ်လို့သိရပါတယ်ဒါပြင်ရွှေရောင်းဝယ်ရာမှာရောင်းဝယ်သူရဲ့အချက်လက်တွေဖြစ်သွင်းရမှာဖြစ်ပြီးမိတ္တူကိုစစ်တပ်လက်အောက်ခံဝင်ကြီးဌာနကို ပေးရမှာပါ။ရွှေရောင်းဝယ်တဲ့နေရာမှာလဲစစ်တပ်ကထုတ်ပြန်တဲ့ရည်ညွှန်းစေးအတိုင်းရောင်းဝယ်ရမှာဖြစ်ပြီးအချက်လက်မမှန်မကန်တင်ပြရင်အေးအေးယူခံရမယ်လို့သိရပါဗျ။ လက်ရှိမှာစစ်တပ်ကထုတ်ပြန်တဲ့ရွှေရည်ညွှန်းစည်းနဲ့ပြင်ပပေါက်စီက28သိန်းကျပ်လောက်ကွာဟနေပါတယ်ရှင်